ကလေးမလေးကဖျားနေတဲ့ငှက်တကောင်ကိုစေးထိုးအပ်တီတီလေးနဲ့ထိုးလိုက်တော့ချက်ချင်းပြောက်ကင်းသွားတယ်။ကျေးဇူးတင်တဲ့ငှက်ကစားလောင်နေတဲ့ကလေးမလေးကိုမြေကြီးပေါ်မှာတတိမိလဲကြနေတဲ့ကောင်လေးတယောက်စီခေါ်သွားတယ်။ကလေးမလေးကသူ့ကိုအဲ့ဒီဆေးမျိုးပဲထိုးပေးလိုက်တော့အသက်ကယ်လိုက်နိုင်တယ်။တိမိသွားတဲ့ကောင်လေးကသူ့မုံတွေကိုသူမနဲ့ဝေမျှတယ်။ဒီကလေးမလေးကိုလက်လို့မခံနိုင်တော့အောင်တံမိုးထားတယ်လို့သူတွေးပြီးသူမကိုအိမ်ခေါ်သွားကသူ့ညီမလေးလို့ခေါ်ခဲ့တယ်။ CEO ဖြစ်တဲ့ကောင်လေးရဲ့ဖခင်ကတော့တော့ ဆိုင်နေခဲ့ပေမဲ့ငွေစားသမီးကတော့အရာအားလုံးကိုမြင်လိုက်ရပြီးထိတ်လန့်သွားတယ်ဒီကလေးမလေးဟာသူ့နေရာနဲ့သူ့စီစိန်ကိုလာလူယူတာလို့သူမကထင်ခဲ့တယ်ဒါကြောင့်ကလေးမလေးကိုရည်ရွယ်ချက်မကောင်းဘူးလို့ဆွဆွဲပြီးမဟုတ်မမှန်စကားလုံးတွေနဲ့ပုံဖြတ်ခဲ့တယ်ကောင်လေးကသူမကိုကာကွယ်ပေးခဲ့ပေမဲ့အခြေတင်စကားများမှုကပြင်းထန်လာခဲ့တယ်အဲ့ဒီအချိန်မှာ CEO ရဲ့ဖုန်းကမိလာတဲ့သူ့အပြင်ကိုထွက်လိုက်တဲ့အခါညံ့နှုံးမြင့်ကားတစ်စီးကသူ့စီအချိန်နဲ့ပြေးဝင်လာတယ်ငွေစားသမီးကကြောက်လန့်ပြီးတော့ ခဲသွားခဲ့ပေမဲ့ကလေးမလေးကတော့ရှေ့ကိုပြေးထွက်သွားပြီးသူမရဲ့ကိုလုံးတိတိလေးနဲ့ကားကိုတားဆီးလိုက်တဲ့ CEO ကသူမစီပြေးသွားပေမဲ့သူ့လက်ထဲမှာသူမသတိလစ်သွားခဲ့တယ်။သူမကိုအိမ်ကိုအမြန်တင်သွားတော့ဆရာဝန်ကအဟာရချို့တဲ့တာပဲဖြစ်တယ်လို့ပြောတယ်။စိတ်သက်သာရရသွားတဲ့ CEO ကသူမကိုငွေစားဖို့ဆုံးဖြတ်လိုက်တယ်။ငွေစားသမီးကတော့စိတ်မထိန်နိုင်တော့ပဲကလေးမလေးကိုလိန်ညာသူလို့ခေါ်ဝေါ်ခဲ့တယ်။ CEO ကပထမဆုံးအကြိမ်ဖြစ်သူမကိုအော်ဟစ်ပြီးဒေါသထွက်ခဲ့တယ်။အရှက်ရသွားတဲ့သူမက ကလေးမလေးကိုမောင်းထုတ်မယ်လို့ကြေဆိုလိုက်တယ်။အဲ့ဒီညညစာစားချိန်မှာအိမ်ကူကအလှည့်အမြန်ပြေးဝင်လာတဲ့ CEO ရဲ့ဖခင်တတိလစ်သွားပြီးတဲ့ဒီမီတာစုဟာချိန်စာတင်နေပြီးအမွေဆက်ခံသူတိုင်းအသက်60မှာတေဆုံးရတဲ့လူကြီးရဲ့အချိန်ကကုန်ခန်းကြီးနေပြီးကလေးမလေးက CEO ကိုနောက်တစ်ချိန်မခံစားစေရဘူးလို့ဆုံးဖြတ်ပြီးသူ့ကိုကုသပေးဖို့လူကြီးရဲ့အခန်းထဲကိုခိုးဝင်သွားခဲ့တယ်။ဒါပေမဲ့မနာလိုဖြစ်နေတဲ့သမီးကသူ့မကိုလက်ပူးလက်ကျက်မိသွားခဲ့တယ်။အဲ့ဒီအမျိုးသမီးကပြုံးစီစီလုပ်ပြီးဒါဟာသူ့အခွင့် အရေးပဲလို့တွေးလိုက်တဲ့ကလေးမလေးကစေထိုးအပ်ထိုးပေးနေတော့မှပဲအဲ့ဒီအမျိုးသမီးကအော်ဟစ်ပြီးပြေးဝင်လာတယ်မိသားစုဝင်တွေအကုန်လုံးရောက်လာတော့အမျိုးသမီးကမိမောက်ထိုးအော်ဟစ်လိုက်တယ်လက်ပူးလက်ချက်မိပြီး CEO ကအဖြေကိုတောင်းဆိုလိုက်တယ်ကလေးမလေးတုံရင်နေတော့မှပဲလူကြီးကတွေးအန်လိုက်တယ် CEO လန့်သွားပေမဲ့ကလေးမလေးကဒါကသူ့ခန္ဓာကိုယ်ထဲကအစိတ်တွေထွက်သွားတာပါလို့ပြောတယ်သူမကြခင်နိုးလာပါလိမ့်မယ်လို့သူမကညင်သာစွာပြောလိုက်တယ်ဒါပေမဲ့မနာလိုတဲ့သမီးကပိုပြီးကြ လောင်စွာအော်ဟစ်ပြီးသူမကိုလိညာသူလို့ထက်ခေါ်ခဲ့တယ်ဘသူမှမသိကြပါဘူးဒီကလေးမလေးဟာချိန်စာကိုချိုးဖြတ်နိုင်တဲ့တူးလေးတော်သူဖြစ်နိုင်တယ်ဆိုတာကိုပါ